အလိုအလုံးမင်္ဂလာပါရှမ်းမြေကရှင်ရကျူဆိုပါရယ်ဒီနေ့ရှမ်းမြေရခိုင်ကြောက်ကြောတုတ်တုတ်ပြပါမယ်ရှမ်းမြေတို့ရခိုင်ကလူတွေတုတ်စားတဲ့ကြောက်ကြောပေါ့နော်တန်ရွယ်တန်ရွယ်စတိုင်တုတ်ပြမယ်အမေဘဟုသူတအဖြစ်တော်ရှမ်းမြေပြောပြမယ်ဒါကြောက်ကြောကိုရေစိန်ထားတာဒါကတော့ဒါရေမစိန်ရသေးတဲ့ကြောက်ကြောဒါကြောက်ကြောဒီတိုင်းအချောက်ဒီအချောက်ကိုရှမ်းမြေက ဟိုယူလာတော့ကပဲအခဲထဲမှာရေခဲတက်တာအခဲထဲမှာတိမ့်ထားတယ်အကြာကြီးခံတယ်ပြင်မထားရင်လည်းဆွေးသွားမှာပေါ့နော်ဒါကိုရေးဆေးလို့ရှိရင်ဒါကိုရေးဆေးပြီးတော့ဒါကိုရေးစိမ့်ပြီးတော့ဟိုတနားကြီးတော့စိမ့်လို့ရှိရင်အဲတဲ့တွေပါလေအကုန်ထွက်သွားတယ်အမိုက်ကလေးတွေကောက်သွားတယ်ပေါ့နော်ခရုခွန်လေးတွေပါလေကောက်ပြီးတော့ဒါတန့်ရှင်းလေးလုပ်ပြီးပြီးရှမ်းပြီးဒီကြောက်ကြော ကြောက်ကြောတန့်ရှင်းလို့တော့တော့မပြတော့ဘူးကောเนาะအရှင်အရန်ကြာလို့တဲ့ဒီအများကြီးပါတယ်ရှမ်းပြည်ရေပြောင်းအကြာကြီးဆေးရတယ်လုံးဝတဲ့စင်သွားအောင်ဆေးရပါတယ်ဒါကတန့်ရှင်းလို့ပြီးဆေးပြီးအနေအထားပါအဲဆိုတော့လုံးဝပြောင်းဆေးရပါတယ်ရှမ်းပြည်တို့ရခိုင်မှာကြာတော့ဒီကြောက်ကြောတွေကဘယ်ကထွက်လဲဆိုလို့ရှိရင်ကြောက်ဖြူကနေထွက်ပါတယ် ကြောက်ဖြူတို့ရမ်းပြဲတို့မအောင်လို့ပေါ့နော်အဲ့ဒီဘက်ကနေထွက်ပါတယ်ချမ်းမြေတို့တန်းတွဲကိုကြတော့အဲ့ဒီဘက်ကနေစနဲတို့ကြောက်ဖြူတို့ဟိုရမ်းပြဲပေါ့မအောင်ပေါ့အများကြီးအဲ့ဒီဘက်ကနေသူတို့လှေတင်းနဲ့လာရောက်လာများပါတယ်ခုနောက်ပိုင်းကျတော့ချမ်းမြေတို့ကကြောက်ဖြူမှာဆိုရင်သူတို့စီဝါပြေတရှိုးလုတ်ကြတယ်ပေါ့နော်တန်ရှင်ရေလုတ်ပြီးတော့တန်ရှင်ရေလုတ်ပြီးတော့ရောက်ပါတယ်တန်ရှင်ရေလုတ်ပြီးရောက်တော့ဈေးတော့ကြီးပါတယ်ဒါပေမဲ့တန်ရှင်ရေလုတ်ထားတာကကျတော့အမိုက်တရိုက်တွေတိတ်ပြီးမပါဘူးပေါ့အဲဆိုတော့ အာနည်းနည်းတန့်ရှင်းသဲတွေပဲပါလာများတာပေါ့နော်ခယူတို့သဲတို့နည်းနည်းအမိုက်ကလေးတွေပေါ့နော်အဲ့လိုအမိုက်ကလေးတွေကိုရှမ်းပြီးတော့တန့်ရှင်းလုပ်ပြီးကောက်ရပါတယ်ရေကိုတနာကြီးလောက်စိမ့်လိုက်တဲ့အခါမှာဒီလိုပွလာတယ်ပေါ့နော်ဒီအချောက်ကလေးရနေတာပွလာတာပေါ့နော်ဒီလိုအချောက်ကလေးရနေပွလာတာပါဆိုတော့ဒီမှာ ဒါတော့ရှမ်းပြည်မှာအမိုက်တွေအဲ့လောက်ကောက်ထားတာပေါ့နော်အဲ့လိုကောက်ထားတာဒီမှာကြည့်ခီယူလေးတို့လေခီယူကုန်တွေအဲ့လိုကတ်တယ်အဲ့လိုဟာလေးတွေပါလို့ရှိရင်ဟိုကြောက်ခဲလေးတွေကြိုက်တယ်လို့မျိုးဝါမိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒါလေးပြောင်းအောင်ကောက်ထားတာပါအဲ့ဒါအကုန်လုံးကိုပြောင်းအောင်ကောက်ထားပြီးပြီရှမ်းပြည်အခုဒါကိုတုတ်မယ်ပေါ့နော်တုတ်မယ်ဆိုရှမ်းပြည်ကရေးစေးတာတို့အမိုက်ကောက်တာတို့အသေးစိတ်မပြတာလေဟိုအချိန်အရန်ကြာလို့ပါလို့အချိန်တအားယူရတယ်မချမ်းမိဒါတော့မှဒီမှာကြည့်တရှူဟာလေးဆိုဒီမှာအမိုက်ကလေးလေး ပါတွေ့သေးတယ်ပေါ့နော်အဲ့လိုအမိုက်ကလေးတွေတွေ့သေးတယ်ပေါ့ချက်မြေဒါကိုအကုန်အများကြီးအကုန်လုံးမတုပ်ပါဘူးဘာလို့ဆိုများပါတယ်ဘာလို့ဆိုတခါစားပဲတုပ်ပါမလားဒီဟာကကြောက်ကြောက်တုပ်ပြီးလို့ရှိရင်တခါတည်းကုန်အောင်စားရပါတယ်မဟုတ်လို့ရှိရင် तू ကအကုန်လုံးပျော့ကုန်တာ तू ကဒီကြောက်ကြောက်ကအရှင်နဲ့ဆိုလို့ရှိရင်မကြီးသီးနဲ့ဆေးလို့ရှိရင်အရန်ပျော်သွားပါတယ်ချက်မြေကအဲ့ဒါကြောင့်ဒီအတိုင်းအစိမ့်စားလို့ရပါတယ်နော်ချက်မြေစားပြပါမယ် အချင်းအချင်းစိမ့်စားလို့ရပါတယ်ဒါပေမဲ့အရှမ်းမြေကတုတ်မှာဆိုတော့နည်းနည်းလေးနည်းနည်းလေးပေါ့နော်ဟိုဥစားလေးဖြစ်သွားအောင်လို့ရှမ်းမြေနုံးယုံလေးပေါ့နော်ဒါရေနွေးအရန်ကြွကြွစီမဟုတ်ပါဘူးဒီနေ့နည်းနည်းလေးလက်ပူယုံလေးလက်လောင်လေးပေါ့နော်အဲ့လိုလက်လောင်လေးနဲ့ပဲစီးလိုက်ရောဥစားစိမ့်လိုက်တယ်ပေါ့နော်ဒီမှာရေနွေးနဲ့ဖြည့်တဲ့အခါကျတော့သူအဲ့လိုလေးနုံးသွားတယ်အဲ့လိုနုံးသွားတာကိုရှမ်းမြေက ရေအေးထည့်ပြီးတော့လေအဲ့လိုမျိုးသွားလို့ဆိုရင်ရေအေးတယ်အဲ့လိုမျိုးသွားလို့ဆိုရင်ရေအေးထည့်ပြီးရှမ်းနေဆက်ရှင်းနေအဲ့ဒီရေအေးကိုရေအေးနဲ့ထည့်ပြီးဆက်ရှင်းလုပ်လိုက်တော့ပေါ့နော်အဲ့လိုလေးမျိုးမျိုးဆိုရင်ဒီအနေထားဆိုစားလို့ရပြီပေါ့နော်အဲ့တော့ဒါရင်ရင်းရင်ရစ်စိမ့်လိုက်တာပါရင်ရစ်ဖြောလိုက်တဲ့သဘောပေါ့ရင်ရစ်ဖြောပြီးလို့ရှိရင်လုံးဝရေပြောင်းနှိရှာပါတယ်ဒါတော့ ရင်းနှီးစိမ့်ပြီးသားအနေထားခင်ဗျပြမယ်ရင်းနှီးမစိမ့်တဲ့အနေထားနဲ့ရင်းနှီးစိမ့်ပြီးသားအနေထားနဲ့ဖောက်ခွားခွားလဲဆိုတာတိတ်တော့မကွာဘူးဒါပေမဲ့စရတာပုံပြီးတော့နူးညံ့သွားတယ်သူကရင်းနှီးစိမ့်ရင်းနှီးနဲ့အလိုလိုလိုက်တာဟာပြီးတော့နူးညံ့သွားတယ်အဲဒါဆိုချမ်းမြေသားကိုတုတ်ပါမယ်ချမ်းမြေပါဝင်ပစ္စည်းတွေကတော့ဒီမှာကြက်သွန်း ကျက်သွုံရောချမ်းမြေဟိုအနီလေးတွေကုန်နေလို့အဝါပဲထည့်ပါမယ်။ကျက်သွုံပပလှီထားပါရယ်။ဒါကတော့မကြီးသေးအမြဲဖြောထားပါရယ်။တံမြာသီးနဲ့စားမကောင်းပါဘူး။ဒီကြောက်ကြောက်တော့လို့ရှိရင်ချမ်းမြေရောရခိုင်မှာကြောက်ကြောက်တော့မရန်သီးအချောက်တို့တရက်သီးချောက်တို့မကြီးသေးမယ်လို့လည်းပဲတုတ်ပါရယ်။အခုကချမ်းမြေကဒါငရုတ်သီးကိုငရုတ်သီးကလည်းငရုတ်သီးအချောက်ကိုချမ်းမြေဟိုထောင်းလာတာအကြာကြီးမို့လို့လေကတ်ကျင်းနဲ့တေးသေးလေးတွေညှက် ရင်းနှွေးနဲ့ဆေးဆေးပြီးမှကြက်သွုံအဖြူနဲ့စိမ်းစားငပီးနဲ့တခါလဲထောင်းထားတယ်ပေါ့နော်ထောင်းပြီးသားပဲပြပါတော့မယ်ပေါ့အဲပြီးတော့ချက်မင်းငယ်ရုပ်ဒီအချောက်ပွက်လို့ထဲပါမယ်ချက်မင်းတို့ရခိုင်မှာဆိုလို့ရှိရင်မမပြမဆိုရင်လည်းအဲ့ဒီဟိုကြောက်ကြောက်တော့ရောင်းနေဆိုင်နေမှာအကုန်လုံးအဲ့လိုအစင်းသင်းသင်းရှင်းလုပ်ထားပြီးသားပေါ့နော်ငရုပ်ဒီကိုလည်းအဲ့လိုလေးထောင်းထားပြီးသားအဲ့ဒါလည်းစားတယ်လို့မှာမှသူက အဲ့လိုမျိုးဘိုးစာလုတ်ပေးတယ်ပေါ့နော်ဒါကတော့ပစွန်ချောက်ပေါ့နော်ချက်မြေပစွန်ချောက်ကိုခုနငရုတ်တီထောင်းနေဆုံးကိုဟိုမစီးပဲနဲ့ငရုတ်တီဒီထဲမှာပဲသုံးမှာဆိုတော့လေငရုတ်တီထောင်းနေဆုံးကိုမစီးတော့ပဲနဲ့အဲ့ဒီထဲမှာပစွန်ချောက်ကိုထောင်းလိုက်တာပါလို့အဲ့ဒါကြောင့်ငရုတ်ဆုံးဒီတိုင်းချထားတာပေါ့နော်အဲ့ပြီးတော့ချက်သွန်ဖြူနဲ့ငရုတ်ကောင်းနေကပါပိဒါဆိုတော့အားကြောင့်တော့ချမ်းမြေကြက်သွန်ဖြူပါပိဒါဆိုငရုတ်ကောင်းလေးနည်းနည်းဖြူပါတယ်ငရုတ်ကောင်းလေးနည်းနည်းဖြူပြီးရှင်သီးလေးနည်းနည်းထည့်ပါတယ် ရှင်သီးလေးနည်းနည်းထည့်ပါတယ်အဲငပိနဲ့ငရုတ်သီးနဲ့ကြက်သွင်းဖြူနဲ့တော့ထောင်းပြီးသားပေါ့နော်ဆားကိုကြာတော့ဒီမှာအဲဟင်းကပ်မုံလုံးဟင်းချိုမုံလုံးကြာတော့ကိုယ်စိတ်ကြိုက်ပါဟိုထည့်ပေါ့နော်ချမ်းမြေရတော့စွန်ချောက်ထည့်ထားရတဲ့အတွက်ကြောင့်မို့လို့ချမ်းမြေဟင်းကပ်မုံလုံးဟင်းချိုမုံလုံးမထည့်ပါဘူး မဆူဆူလေးလိုချင်တော့ရေလေးနည်းနည်းဆော့ပေါ့နော်မကြီးသေးဘူးအမှန်မှားတော့အေးကြဲကြဲလေးနဲ့အဲတုပ်ပါပါတယ်လို့ချမ်းမြေကြတော့တော့အရင်ဆူဆူကြီးမလိုချင်လို့အဲ့ဒီဆူဆူကြီးမလိုချင်လို့ချမ်းမြေဒီလိုအနေထားလေးတုပ်ထားပါလို့ဟောတုပ်စားရင်တော့ခုစိတ်ကြိုက်ပေါ့နော်တော့ချမ်းမြေကအမှန်မှားဆိုရင်ချမ်းမြေတို့ဟိုအရှုကြတော့ငရုတ်ဒီစိမ့်နဲ့တုပ်တယ်ပေါ့နော်ချမ်းမြေကတော့ငရုတ်ဒီစိမ့်ကြီးကဒီကငရုတ်ဒီစိမ့်ကြီးကအရင်ဆက်တဲ့အတွက်ကြောင့်မလို့လားချမ်းမြေ မာဘီကိုထိုင်းပြန်တော့မာဘီကမာဘီတဲလာရင်ယူသည့်အချောက်သူကမဆက်ဘူးရောင်းအဲ့လိုနီနီလေးနဲ့ကြိုက်ရှူချမ်းမြေလိုနီနီလေးတုပ်စားတာပါမာဘီကမယူသည့်ချောက်နဲ့ဆိုတော့မဆက်ဘူးဒီကမယူသည့်ဒီတအားဆက်တယ်အခုလိုမျိုးထက်နီကအလိုအခုလိုအရာလိုရင်းတအားဆက်တယ်အဲဒီလိုမဲလို့နှမ်းတော့ဆိုချမ်းမြေကြီးလိုက်ပါအောင်ပြီးတော့ငနေလေးထည့်အောင်ပေါ့နော် ောင်းရင်ဒီအရာကအဲ့မဲ့အရှင်းနေနေလို့ရအာပေါင်ဒီစီတွေပဲပြောပါတယ်ချမ်းပြီကမဆိုတော့ကိုတုတ်တဲ့အ ਨੇ အများပါမူပြီးတော့ပဲထဲပါလို့ပြောခြင်းပါတယ်မဆမ်းမီလို့ရခိုင်မှာဆိုလို့ရှိရင်ဒါအာမြင်ရမှာကြာမကြာစားရပေါ့နော်ရှမ်းမြေလိုရှိမှကြာတော့အဲ့လိုအချောက်ကိုရောင်းတာနဲပါတယ်အဲ့လိုရေစိမ်ပြီးတော့ဈေးထဲမှာပုံပြီးတော့ရောင်းပါတယ် ကိုကစားကျင်လဲဆိုရင်ဈေးရနေရလို့ပုံပြီးတော့ဝယ်လာပုံပြီးတော့ရောင်းတဲ့ဟာလေးအစိုးဝယ်လာအင်းရောက်တန်းရှင်းလေးလို့ရင်းရွေးလေးဖြောပြီးရှက်ရှင်းစားတော့ရတာပေါ့နော်အဲဒါစားကနီးမှကိုစားကျင်တဲ့ဟာကျဈေးထွက်တဲ့အခါကျရင်ဝယ်လာလို့ရပါတယ်လို့ဒီမှာကျတော့ရှမ်းပြည်ကမရတော့ကြောင့်ရှမ်းပြည်အဲ့ဒါဟိုကြောက်ကူရခိုင်ကိုမြမကိုမားမာပြီးရှမ်းပြည်လုံခဲ့တဲ့လင်းကနှစ်ကမြမပြီးသွားတော့မှတဲလာတဲ့ကြောက်ကြော်ရေခဲတဲ့တာအခဲတဲ့ထည့်ပြီးတင်ထားတာအဲ့လိုကိုကြာနေပါပြီ အခုကတော့အကုန်လုံးစပြေနေကြတော့မရပါဘူးဝယ်လို့လည်းရှိတယ်ဟိုအရန်ခဲရင်းနေပေါ့နော်မရနိုင်တော့ဘူးပေါ့ဟန်ရှမ်းမြေအရာလေးကိုဒါတိမ့်ထားတဲ့အိမ်မှာရှိတယ်ဟာလို့အခဲထဲမှာရေရတာအခဲထဲတိမ့်ထားတာလေးဘလော့ရိုက်ပြရတာပါပြီးတော့ဖူးတူတာပြပြမလီကြောက်ကြောဟို အာကားအာကားအမှောက်လို့တဲ့ကြောက်ကြောပါเนาะဒါလေးအဲ့လိုရှမ်းပြည်ကိုတန်တွဲမှာအဲ့ဒီအကိုတွေဆိုလို့ရှိရင်ဒီကြောက်ကြောကိုတို့ဟိုကြောက်ကြောအချောက်လုံပြီးတော့အာကားအာကားအချောက်လုံပြီးရောင်းပါတယ်အယောင်ကတော့အာကားအမှောက်ကတော့သူကဆေးတွေနဲ့ရွှတ်ထားတယ်ကြောင်မလို့အယောင်ကဖွေးနေတာပေါ့ဟိုသူတို့ကြတော့ရခိုင်ကအဲ့ဒီတန်တွဲရအကိုတွေလောက်တာကြတော့အယောင်ကြီးကနည်းနည်းညိုညိုလေးကြီးပေါ့เนาะအဲ့တော့တဘာဝဒီကြောက်ကြောနဲ့ပဲဒီကြောက်ကြောကိုတို့အယောင်အများကြီးမရွှတ်ဖဲနဲ့ ဟိုလှုပ်ထားတာပေါ့နော်အဲ့လိုလှုပ်ပြီးတော့ရောင်းပါတယ်ချမ်းမြေကိုတန်ရွှဲစည်းထဲမှာအဲ့ဒီအပူကြီးလှုပ်ရောင်းတာရှိတယ်အဲချမ်းမြေတော့ကြာတော့အဲ့ဒီအကိုလေးနဲ့မတွေ့တာချာပြီဆိုအဲ့ဒီအကိုလေးရဲ့နာမည်လည်းမိတ်ပါပြီတော့။ငါငဏီတူလေးကိုကုလိုမျိုးလေးထည့်ပြီးတော့တုတ်တယ်ပေါ့ငဏီတူတိတိလေးကိုချမ်းမြေကမီးအေးအေးလေးနဲ့လျှော်ထားတာ။ငဏီတူအကောင်းကြီးသိစားမကောင်းလို့လေချမ်းမြေတိတိလေးပဲတုံးထားပါရဲလို့။အဲဆိုအရသားလည်းအနီတော့ဖြစ်ပြီဆိုတော့ချမ်းမြေပလေတင်လေးပြင်လိုက်ပါဦးမယ်နော်။ ပါဝင်ပစ္စည်းတွေကတော့အများကြီးလည်းမရှိဘူးဒါလေးပဲလွယ်လွယ်လေးတချို့ကကြောက်ကြောက်လှုပ်ရှားအောင်မတက်ဘူးဆိုလို့ရှမ်းမြေအဲ့ဒါလေးကိုတင်ပေးတာပါလို့အားလုံးကျေးဇူးတင်ပါတယ်ရှမ်းမြေပလေးတင်လေးပြင်ပြီးတော့ပြန်လာခဲ့ပါမယ်လို့ဟိုပြပါအောင်မယ်နော်ဒီကြောက်ကြောက်ဆိုလို့ရှိရင်ရှမ်းမြေတို့ရခိုင်မှာဆိုလို့ရှိရင်တော့ဈေးထဲမှာဒီလိုမျိုးရေစိမ့်ပြီးလို့ရှိရင်တို့ကလို့ဟိုရေစိမ့်ရေစိမ့်ပြီးရင်ဒီလိုမျိုးရေလေးတွေခါပြီးတော့ဒီလို ဘာလေးကိုမပြောခင်မှာပုံကြီးရောင်းတော့ပေါ့နော်တပုံကိုဘလောက်ဆိုပြီးရောင်းပါတယ်လို့ဟောဆံမြေတော်ငွေတော့အတော့တပုံ50အုပ်ဆိုအများကြီးစားရတယ်။သူကအဲ့လိုရေးစိမ့်ထားရင်သူကအချောက်ကိုရေးစိမ့်လိုက်အများကြီးရတာဟုတ်။ဒီတစုပ်ကလေးကိုဒီတစုပ်ကလေးကိုရေးစိမ့်ရင်တော်တော်ရတာ။ဆံမြေကဒီတစုပ်ထဲနည်းနည်းပိုတယ်စိမ့်တာများသွားလို့အဲ့ဒါကြောင့်မလို့ဒီလောက်အများကြီးရတာပေါ့နော်။ဒီဒီလောက်ကလေးပဲစိမ့်တာပါလို့ အဲ့ဒါရှမ်းပြည်ခဏလေးပလေးတီမြင်ပြီးရင်တော့ဒီကြောက်ကြောလေးကိုရေးဆေးပြမယ်ကြောက်ကြောအမြင်လေးတာဒီလိုမျိုးလေးဒီလိုအမြင်လေးအမြင်လေးတွေကြောက်ကြောလေးလူလေးအရွက်ကလေးကြောက်ခက်ကလေးလူဒီမှာကြည့်တီတီလေးတွေကြောက်ခက်ကလေးတွေအဲ့လိုကြောက်ခက်ကလေးတွေအဲ့လိုအဲ့လိုအဲ့လိုကြောက်ခက်ကလေးတွေပေါ့နော် အဲသူကကြီးအောက်ထဲမှာကြောက်ဆောင်နေမှာအဲ့လိုတွေ့ပြီးတော့ပေါက်နေတာရေလှိုင်းနေပုံဟိုင်းကြောက်ရေအောက်ကိုမြုပ်တဲ့ကြောက်ဆောင်နေမှာပြီးရင်သူကကြောက်ဆောင်နေကနေအမြစ်ကနေရေဟို ရေထိုင်းနေတအားဗုဒ္ဓကကြာရင်လေအာအမိကနေကျွတ် ပြီးတော့ပါလာပြီးတော့ကန့်ချီဒီမှာပါတယ်ပေါ့နော်ဒါတကြီးကြောက်ကြွာချမ်းမြေတို့တန်တွဲမှာမရဘူးငပလီချမ်းမြေတို့တန်တွဲတို့ငပလီတို့မှာဒီလိုမျိုးအများကြီးပေါ့တို့ရောင်းစားတော့အောင်မရဘူးပေါ့နော်ကန့်ချီဒီမှာတော့နည်းနည်းပါးပါးလေးတို့တွေ့တာပေါ့ကစားရတာပေါ့ဘာလို့ချမ်းမြေတို့တွေ့တာပေါ့နော်ချမ်းမြေတို့ဒီဆော့တယ်အဲကြောက်ဖြူတို့စနဲတို့ရံပြဲတို့ကြတော့တို့ကန့်ချီဒီမှာအများကြီးရတယ်အဲအဲ့လိုမျိုးပေါ့ဟိုကန့်ချီမတူဘူးပေါ့နော် တို့ကအဲ့မအောင်လို့ပါလို့ဆိုရင်အဲ့လိုရတယ်ဆိုတော့တန်တဲ့ကြောက်တန်းနေရှိတယ်အဲ့ဒီမှာအဲ့ဒါကြောင့်မလို့အဲ့ဒီကြောက်ကြောတွေရမ်းပေါ်ပါတယ်အဲ့တန်တဲ့ကြောက်တန်းတွေပေါ်တဲ့နေရာမှာဆိုလို့ရှိရင်အဲ့ဒီကြောက်ကြောတွေအများကြီးအဲ့လိုရပါတယ်လို့ချမ်းမြေဒီကြောက်ကြောကိုချမ်းမြေဒီလိုမျိုးလေးပေါ့နော်ရေဆေးတဲ့အခါတိုင်းဘလို့အနေထားဆိုချမ်းမြေပြချင်းလို့ပါချမ်းမြေဒီကြောက်ကြောလေးကိုရေဆေးရေရေတဲ့ကိုစိမ့်ပြပါမယ်နော်ဒါဒီလိုမျိုးလေးပဲဒီမှာဒီလိုလုံးဝရှောက်နေတယ်သဲတွေကြီးပဲတာသဲတွေအများကြီးပဲဟိုမသဲတွေသဲတွေနဲ့ ဟိုဥစ္စာလိုမျိုးကောက်ရိုးကြောက်လိုမျိုးဖြစ်နေတယ်မျက်ချောက်လိုမျိုးဖြစ်နေတာအဲ့ဒါချမ်းမြေ့ရတာဟုတ်အဲ့မြေချောင်းကြီးကိုလည်းအားဆောင်နေတယ်ဒီစီကောင်ကလည်းအပေါင်းမရှိတော့ဘူးဟိုဒီရဲကိုထည့်လိုက်မှာဒီရဲထည့်လိုက်မှာသဲဒီဘလောက်ထွက်လာလဲဆိုတော့အဲ့လိုဒါဝိုးချမ်းမြေရေတနားကြီးလောက်စိန်ထားတယ်အဲ့ရေတနားကြီးလောက်စိန်ထားမှအဲ့ဒါလေးတွေပွာလာတာအဲ့လိုပွာလာတယ်ပွာလာပြီးတော့မှအ ဒါအခုအရေးတဲ့ကိုချက်ချင်းထဲလို့ချက်ချင်းမပွားဘူးပေါ့နော်ချက်ချင်းမပွားဘူးဒီမှာဒီမှာအမိုက်ကလေးတွေကအလိုဒီဖြူဖြူလေးတွေအားလေးအဲ့ဒါခယူခွန်လေးတွေအဲ့ခယူခွန်လေးတွေပါလို့ရှိရင်လေဟိုကြောက်ခဲတယ်လို့ပဲကြိုက်နေတယ်ပေါ့နော်အဲ့ကြောင့်အဲ့ဒီခယူခွန်လေးတွေခဲရတယ်အဲ့ဒါပြီလို့ရှိရင်ဒီမှာဒီလိုမျိုးရေးညှိဖက်ကလေးတွေရှိတယ်အဲ့ဒီညှိပက်ကလေးတွေကိုဖဲရသူကရေဆိုးလို့ရှိရင်ဒါလေးတွေပွာလာတယ်ပွာလာလို့ရှိရင်သူကမတူးလေမတူးတဲ့ခါကျတော့ခွဲလို့ရတယ်အဲ့လိုအမိုက်နဲ့ ဟိုစလို့မရတာနဲ့စလို့ရတာနဲ့ပေါ့နော်ခွဲလို့ရတယ်ဒါကအရင်တော့ဆိုရင်ဒီထက်အများကြီးအမိုက်တွေအများကြီးပါတယ်ဒါကရှမ်းပြည်တော်ကဒီအချောက်မှနေသူတို့ကလေတန့်ရှင်းလို့ပြီးတော့မှသူတို့အချောက်လန်းနေသူတို့က ဲ့လိုလှမ်းပြီးတော့မရအောင်လဲအဲ့ဒါကြောင့်ဈေးတော့ဈေးကြီးကြီးပေးရတယ်တို့ကအဲ့လိုမျိုးခယူဝန်တို့အမိုက်တို့ဘာတို့အကုန်လုံးတို့သစ်ကိုင်းတို့ဘာတို့ပါတယ်ပေါ့နှော့ကန်းထားမှာဆိုတော့ပင်လည်းကန်းထားမှာဆိုတော့လေအဲ့လိုသစ်ကိုင်းကြောက်တို့ဘာတို့ညာတို့ခယူအကောင်းကြီးကြီးတွေဆိုရင်တို့အကုန်လုံးကောက်ပြီးတယ်ဒီအသေးစိတ်ကြီးတော့နည်းနည်းပါပါပါတယ်ပေါ့နော်ဒီလိုခယူတည်တည်လေးတွေခယူဝန်တည်တည်လေးတွေပေါ့အဲ့လိုကြီးတော့ပါတယ်ပေါ့နော်ရှမ်းပြည်မှာဒါကိုတစ်ထပ်ပါရေးစိမ့်ပြီးတော့ရေးစိမ့်ပြီးပြမယ်ဒါတနားရောက်ရေးစိမ့်ရတယ် အဲ့ကျဲဒါအချက်ချင်းမပွားသေးဘူးပေါ့နော်ဒီမှာနည်းနည်းတော့ဟိုဟိုပွားလာပြီပေါ့အဲ့အကြာကြီးနည်းနည်းတနားကြီးလောက်ရေးစင်တော့တဲဘလောက်ပါလဲဆိုတော့ညကြည့်ပြအဲ့ဒါတဲအဲ့ဒီတဲဒီပြအောင်ဆေးရတာတစ်ထပ်ထဲနဲ့ဆေးလို့မရဘူးဆိုတော့ရေးစင်ထားပြီးဒီလုံးကတဲဒီပြောင်းသွားအောင်တဲဒီပြောင်းသွားအောင်ဆေးရတယ်ရေကိုလုံးဝကြီးသွားအောင်ဆေးရတယ်ပေါ့နော် နေတာအဲ့လိုလူလုံးဝပြောင်းတဲတွေလုံးဝပြောင်းသွားအောင်စီးစီးပြီးမှတဲတွေပြောင်းသွားအောင်စီးပြီးမှအမိုက်ကောက်တယ်ရှမ်းပြည်အဲ့ဒီအမိုက်တွေကိုကောက်ရတယ်အချိန်ယူပြီးကောက်ရတာပေါ့နော်ဟိုလိုတဲတွေလုံးဝပြောင်းသွားအောင်စီးပြီးအဲ့လိုအမိုက်ကောက်ရတယ်အမိုက်ကောက်ပါအဲ့ဒါသူတို့ရှမ်းပြည်ကစီးပြလာဆိုတော့ဓာတ်ရည်စိန်ထားပြီးတော့လက်ရှိပြန်လို့အောင်ပေါ့နော်ဒီလိုရည်စိန်ကြည့်လို့ရှိရင်ကအထားခံတယ်နော်တိမ်းထားလို့ရတယ်ရေစိမ့်မင်းနဲ့ဒီရေစိမ့်ပြီးတော့အခုလိုဒီလိုတန့်ရှင်းရေလုပ်ပြီးသားကို ရေမပါပဲနဲ့လေရေခဲတက်တာထဲမှာထားပြီးတရက်နှစ်ရက်ထားပြီးမှတုပ်စားလို့ရတယ်။တုပ်ပြီးသားကြတော့ထားလို့မရ။ကဲရှမ်းမြေမှာတုပ်လို့ပြီးသွားပြီပြောပြလို့လည်းပြီးသွားပြီ plating လေးလေးပြင်ပြီးပြီဆိုတော့ အဲဒီလိုလေးပေါ့နော်ပလေတင်ပြင်ပြီးသွားပါပြီလို့အဲ့လိုတုတ်ပြီးလို့ရှိရင်ရှက်ရှင်ကောင်စားပါလို့ပြောချင်ပါတယ်။ तू ကအရှင်နဲ့ ठी လို့ရှိရင်ပျော်သွားပါတယ်။အဲ့ဒါကြောင့်မို့လို့ तू ကဒီဟာအခုတုတ်ပြီးတော့စားရင်မနေ့ထာတုတ်ပြီးတော့ညနေမှစားမယ်ဆိုအဲ့ကြောက်ကြော်လေးအကုန်ပြဲသွားပါတယ်လို့နော် तू ကအရှင်နဲ့ ठी လုံးဝအကုန်လုံးပြဲပြဲသွားတာပျော်သွားတာအရှင်များလေးပျော်သွားလေးပေါ့နော်အဲ့ဒါကြောင့်မို့လို့အခုတုတ်အခုစားရပါတယ်လို့ ကဲအားလုံးကျေးဇူးတင်ပါတယ်ရှင်ရခိုင်ပြည်ရှမ်းပြည်ကတော့မမပြီးမပြန်ရတဲ့ကြောင့်တန်ရွဲ့အလွန်ပြေပါအားလုံးကျေးဇူးတင်ပါတယ်